ားလုံးမင်္ဂလာပါဗျာကျွန်တော်တို့ကတော့ site presentation ကိုတင်ဆက်ပြသမယ် G9 Crew 2ဖွဲ့ပဲဖြစ်ပါတယ်ဒီနေ့ presentation ကိုကျွန်တော်ဒီကောင်ကြီးနှစ်ခုပဲတာပြီးခေါင်းရတက္ကသိုလ်ကြီးမှာတော့နှစ်ခုတည်းရှိပါတယ်ဆိုတော့အားလုံးသိကြတဲ့အတိုင်းဖြစ်တဲ့ပထမကောင်းတွေကတော့တက်ရှိပင်နေကြောင်းပဲဖြစ်ပါတယ်တက်ရှိပင်တွေကလူသားတွေရဲ့မရှိမဖြစ်တဲ့အောက်ဆီဂျင်ကိုထုတ်ပေးရတဲ့အတွက်အပေါ်မှာရှိတဲ့ပင်တွေအားလုံးကလူသားတွေအတွက်အေးပါတယ်လို့ထင်ကောင်းထင်နိုင်ကြပါလိမ့်မယ်ဒါပေမဲ့ဒါဟာလွဲမှားနေပါတယ်ဒါကြောင့်ဒီအကြောင်းကိုရှင်းပြဖို့အတွက်တက်ရှိပင်ကောင်းတဲ့ကူမှာလူသားကျွေးပြည့်ပင်နဲ့လူသားကျွေးဝင်ပြည့်ပင်ဆိုပြီးကျွန်တော်တို့ထပ်ပေးထားပါတယ် အာလိုတိကြအတိုင်းကျော်လို့လူသားစဉ်နေနေစဉ်နဲ့မြတိတိနေရတဲ့အစာဆေးဝါးအဲတော့ရုပ်ရှင်တို့ဆောင်တာရှင်းတရတဲ့ပတ်ဝန်းကျင်ဖြစ်ပြီးစားတဲ့ကောင်းကျိုးတွေကလူသားကြုံပြုနေကြတာဆိုတဲ့ဖြစ်ပေါ်လာတာဖြစ်ပါတယ်လူသားတွေအတွက်ဘာတွေကဘလို့အကျိုးပြုလဲ၁အစာအာဟာရပေးနိုင်ခြင်း ဥပမာတရက်တီခရမ်းချင်တီစရဲတတိဝလံတွေပဲရွယ်အမကြီးရွယ်တို့လိုအရွယ်စားရတဲ့အပင်တွေစရဲလူသားချိုးပြတဲ့အပင်တွေကလူခန္ဓာကိုအတွက်အာဟာရဓာတ်တွေကိုဖြည့်ဆည်းပေးပါတယ်။နှစ်ဆေးဝါးအဖြစ်အသုံးပြုနိုင်ခြင်းဥပမာစီးဖြူပင်ကွန်းပင်စရဲအပင်တွေကတော့တဘာဝဆေးဝါးထုတ်လုပ်တဲ့နေရာမှာအသုံးပြုကြပါတယ်။တော့လူသားနေထိုင်လူသားနေထိုင်မှုအဆင်ပြေ အပင်တွေကမိုးလေဝသကိုထိန်းချပေးပြီးလေထုကိုတန့်စင်ပေးပါတယ်။မိမိတို့အင်ချမ်ပြီးတဝိုက်အပင်များစိုက်ခြင်းရလဲလေထုအပူချိန်ကိုလျှော့ချပေးပြီးကျမတို့လူသားတွေအတွက်တက်တာရရစီပါတယ်။လေစီးပွားရေးအကျိုးကျေးဇူးကဘာတဝန်းရှိနေရာဒေသမီတွေတဘာဝရပဲဖြစ်စေလူတို့စိုက်ပျိုးရေးကြောင့်ပဲဖြစ်စေအပင်တွေနဲ့တတိဝန်လံစိုက်ပျိုးရေးကနေစီးပွားရေးဝင်ငွေတွေရရှိနိုင်ပါတယ်။ငါပဝင်းကျင်ထိန်ထိန်ရေး လူသားအချို့ပြုတပင်တွေကမြေစီလွဲတာမြေဆွေးကြတာတွေကိုကာကွယ်ပေးပါတယ်။တောရဲမှာရှိတဲ့တပင်တွေကလည်းတလိမ့်ဆန်ဒီအတွက်နေထိုင်ချစားရနေရာတစ်ခုပဲဖြစ်ပါတယ်။ဥပမာအားဖြင့်တတော်ပင်တောရိုင်းပင်ဗရောက်ပင်စားရဲအပင်တွေကိုဥပမာအနေနဲ့လေ့လာသိရှိနိုင်ပါတယ်။အာလူသားအချို့မရှိတဲ့အပင်တွေဆိုတာမိမိတို့ပုံရင်းကျင်မှာမပေါက်သင့်တဲ့နေရာမှာပေါက်လာတဲ့အပင်တွေကိုဟုတ်ပါတယ် သူသားအကျိုးမပြုတဲ့အပင်မှဘလို့သိနိုင်လဲအဲ့အပင်တွေကတခြားအပင်တွေရဲ့အာဟာရတွေကိုမကြကနာခိုးယူတဲ့ကြပြီးရေမြောင်ကြီးတွေကိုဖြစ်တယ်လို့ပေါ့ပေါ့တန်တန်သုံးတဲ့ကြပါတယ်အဲ့အပင်တွေနဲ့အတူတူစိုက်ပျိုးထားတဲ့ပင်တွေကိုပုံမရိုးရော်ပျက်စီးစေတချို့အကျိုးမပြုသောပင်များကတော့အပင်တွေပျက်စီးစေတဲ့ပိုးမားတွေနဲ့ရောဂါတွေကိုပုံမပြောင်းမနိုင်ပါဘူး တချို့သောအကျိုးမပြုသောပင်တွေကို လူတချို့ကသေဘဝင်ရပင်ရဖြစ်အကျိုးရှိစေနိုင်ပေမယ့်စိုက်ပျိုးရေးမှာတော့အကြီးကအနုဒါရဖြစ်စေတတ်ပါတယ်အဘိုးဆောင်နေတာကဘိုးဆော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 အဘိုးဘူး အပေါ်ဆောင်နေတဲ့သဘောကလှပြော်ပေါ်နေတဲ့အမေလေးတွေကဒုက္ခကိုအတူချုပ်ပုတ်ကြတဲ့နေနဲ့မျှဝေပေးချင်ပါဘူး။နောက်တဲ့ငှက်ပြန်နေတဲ့ကောင်ကိုသဘောကလာတရားပေါ်ရင်ချင်းရဲ့စက်တွေကိုပန်းရပုတ်တဲ့ကြောင်ကြည်ချားပြီးပြင်လိုက်ပါဘူး။ဒါကငှက်ကလေးတကောပြတ်တမ်းနေတယ်လို့ပုံရိပ်ထင်ရစေပါဘူး။ဒီပန်းလေးတွေကိုရှူရှဲနံပူးကြည့်တဲ့ဆိုရင်တော့ဩစတြေးလျနိုင်ငံအရှင်းနဲ့တောက်ပိုင်းဒေသတွေကိုသွားမှတာရပါလိမ့်မယ်။ဒါမှမြေကြီးဖို့မဟုတ်ပဲပြည်သက်ဒီဝပြည့်စေတဲ့မျိုးကမရှိရင်ဒီပန်းဟာအပင် အပေါင်းအပင်မပေါက်နိုင်ပါဘူးဒါကြောင့်အိမ်မှာမဆက်ပြေးနိုင်ရချေဖြစ်ပါတယ်နမနေလူတွေကိုအကျိုးပြုတဲ့မိုးရပင်မိုးရပင်ဟာဒေသပင်လူမျိုးဖြစ်ပြီးလူနေမှုဘဝနဲ့ခြေခံကြတဲ့ပင်လူမျိုးဖြစ်ပါတယ်မင်းဒေသဟာအသုံးခံရုပ်လာလွန်ထိုးပြီးမာထမ်းတဲ့အတွက်ဒီလိုလို့မူပြောပွားပြုလို့ရမှာကျိုးရင်ပြီးဒါရနာချင်းဒါသာရှိရှိရောက်တဲ့အတွက်ဒီပုံပြင်တစ်ခုနေနဲ့လည်းသုံးဝင်ပါတယ် ေရုပူဇင်ကြီးပေးပြီးအဝင်ကိုမြေပြုံးကလည်းကကွယ်ရဲတဲ့ဘရောပုံကြီးမှာတော်တော်ကိုအကျိုးပေးပေးမှာဖြစ်ပါတယ်အန္တနာပင်လို့လူတွေများကြတဲ့ဘောဘတ်တပင်အာဖရိကတကြီးမှာအများဆုံးတွေ့ရပြီးအာဖရိကတိုက်မဒါဂတ်စကာကျွန်းနဲ့အော်စတြေးလျတိုက်တို့မှာလည်းတွေ့ရတဲ့ပါတယ်သူရက်တဲ့အကြီးစားကားပြင်ဖြစ်တဲ့အတွက်ကိုင်းနေမှာရေတိုးလောင်းနိုင်ပြီးနှစ်ထောင်ကနေနှစ်ချောင်းထောင်လေးတက်ရှင်နိုင်ပါတယ်ဘင်းစားချက်နေနဲ့အထည်တွေကြိုးရိုက်ထုတ်ကြတယ်

နှလုံးယောဂဆိုတာနှလုံးနဲ့သက်ဆိုင်တဲ့ယောဂအမျိုးမျိုးကိုခြုံလုံခေါ်ဆိုခြင်းဖြစ်ပြီးတော့လူသိနှုန်းမြင့်မားစေတဲ့အကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်။နှလုံးယောဂဆိုတာဘလို့ယာရီချောင်းဖြစ်တာလဲ။သွေးကြောနေရည်နဲ့မာကြောလာခြင်းဒါကတော့နှလုံးယောဂအများစုရဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်။သွေးကြောနေရည်နဲ့မာအစီရွေစုပုံလာပြီးတော့သွေးကြောတွေကျဉ်းလာတာမာလာတာမျိုးတွေဖြစ်တတ်ပါတယ်။ဒီလိုဖြစ်လာရင်တော့နှလုံးကိုသွေးနဲ့အောက်ဆီဂျင်လုံလောက်အောင်မပို့နိုင်တော့ပါဘူး။သွေးဖိအားများခြင်း သွေးပြေရများကနှလုံးပိုပြီးအလောလောဆယ်ရအတွက်နှလုံးကြက်သားတွေထူလာပြီးအာနင်းလာနိုင်ပါတယ်။ဒါ့အပြင်သွေးကြောတွေကိုပျက်စီးစေနိုင်ပါတယ်။ကိုလစတရောမြင့်မားခြင်း။သွေးထဲမှာမကောင်းတဲ့ကိုလစတရောပမာဏများလာရင်သွေးကြောနေရာတွေမှာအဆီရေစုပိုလာနိုင်ခြင်းပိုများပါတယ်။စည်းကြိုယောဂစည်းကြိုယောဂရှိသူတွေမှာသွေးကြောတွေဖြည့်ဆည်းနိုင်ခြင်းပုံများပြီးတော့နှလုံးယောဂဖြစ်နိုင်ခြင်းလည်းပုံမြင့်ပါတယ်။ဆေးလေးတောက်ခြင်း ဆီလီတောက်တာကသွေးကြောတွေပျက်စီးစေပြီးတော့သွေးခေးနိုင်ခြေကိုများစေရအတွက်နှလုံးရောဂါဖြစ်နိုင်ခြေကိုတိတိသာသာမြင့်တက်စေပါတယ်။မျိုးရိုးလိုက်ခြင်းမိသားစုရင်မှာနှလုံးရောဂါဖြစ်ပိုးရတဲ့တွေရှိရင်လည်းတင်ကိုယ်တိုင်းလည်းနှလုံးရောဂါဖြစ်နိုင်ခြေပိုများပါတယ်။အဝါလုံးခြင်းကိုယ်လေးချိန်များတာကနှလုံးပေါ်ဝင်ပြီးစေပြီးတော့သွေးဖီအားများခြင်းကိုလက်စတရောများခြင်းနဲ့ဆီးကျိုရောဂါဖြစ်နိုင်ခြေကိုမြင့်တက်စေပါတယ်။ လှုပ်ရှားမှုမရှိခြင်းလေ့ကျင့်ခန်းမလုပ်တာကနှလုံးနဲ့သွေးကြောတွေအားနည်းစေပြီးတော့နှလုံးရောဂါဖြစ်နိုင်ခြင်းကိုမြင့်တက်စေပါတယ်။နာတာစိတ်ဖြည့်စီမှုနာတာရှည်စိတ်ဖြည့်စီမှုကနှလုံးရောဂါဖြစ်နိုင်ခြင်းကိုဒါရိုက်မဟုတ်ပေမဲ့လည်းသွေးဝိုက်တဲ့နည်းနဲ့မြင့်တက်စေနိုင်ပါတယ်။ဥမာအာစိတ်ဖြည့်စီရဲ့အခါမှာဆေးရည်တောက်တာအရက်တောက်တာအစာတောက်ကိုပြေမှုစိုက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။အဓိကနှလုံးရောဂါအမျိုးအစားတွေကတော့ Arrhythmia နှလုံးဆီးချက်မမှန်ခြင်း cardiomyopathy နှလုံးကျောသားပြဿနာများ congenital heart defects မွေးရပါနှလုံးချိုရင်းခြင်း coronary artery disease နှလုံးသွေးကြောချင်းခြင်း heart failure နှလုံးပျက်စီးခြင်း heart infections နှလုံးပိုးဝင်ခြင်း stroke သွေးကြောပိတ်ခြင်းစသည်တို့ဖြစ်ပါတယ်သောကလက္ခဏာတွေရဲ့အမျိုးအစားပေါ်မူတည်ပြီးတော့ အားနဲ့ပျော့ပြောင်းတာခေါင်းမိုးတာအသက်ရှူတာခတ်တာရှင်ဘက်အောင်တာခြေလက်အေးဆက်ထုံချင်တာတွေအရေးပြားပြတာတွေရှင်ဘက်မှာဖိအားခံစားရတာတွေမအီမတာဖြစ်တာတွေစရည်ကိုခံစားရနိုင်ပါတယ်နှလုံးရောဂါဆိုတာဘယ်လိုစဖြစ်တာလဲအသက်ရွယ်ရလာခြင်းအသက်ရွယ်ရလာတာနဲ့အမျှခန္ဓာကိုယ်ရဲ့လုံးဆောင်မှုရတဖြည်းဖြည်းပြောင်းလဲလာပါတယ်နှလုံးနဲ့သွေးကြောတွေကလည်းအရင်ကလောက်အလုံးမလုံးတော့ပဲပို့ပြီးတော့အားနည်းလာတတ်ပါတယ် ွေးကြောတွေနေရနေရလဲတဖြည်းဖြည်းမာလာပြီးတော့သွေးကြောအဲသွေးစစ်စစ်မှုအဟန္တာဖြစ်စေနိုင်ပါတယ်။ရောဂါအခံများပေါ်လာနိုင်ခြင်း။အသက်40ကျော်အရွယ်မှာတခြားရောဂါအခံတွေစတင်ပေါ်လာနိုင်ပါတယ်။ဥပမာကြောက်ကဲ့ရောဂါ autoimmune ယောဂတွေဟာလည်းနှလုံးယောဂဖြစ်နိုင်ခြင်းကိုမြင့်တက်စေပါတယ်။မိသားစုနောက်ခံတဲ့အစည်းအဝေးတွေတို့စားရယောဂရှင်အသက်ငယ်ရွယ်ရှင်မှာလည်းဖြစ်နိုင်ပါတယ်။ဥပမာအသက်30ကျော်ကရနှလုံးယောဂစားဖြစ်နိုင်ပါတယ်။ ဆိုတော့နှလုံးရောဂါမဖြစ်အောင်ဘယ်လိုကာဝဲချမလဲမျိုးရိုးလိုက်နှလုံးရောဂါမဟုတ်ရင်တော့ကောင်းမွန်စွာဆောက်ရှောက်ခြင်းနဲ့နှလုံးရောဂါကိုကာဝဲနိုင်ပါတယ်ကျန်းမာရေးအစားအစာများစားခြင်းအသီးအနှံများဟင်းသီးဟင်းရွက်များအဆိတ်ဆန်များပေးမျိုးမျိုးနဲ့ကောက်နံတစ်ခုလုံးပါဝင်တဲ့အစားအစာတွေကိုများများစားပေးရပါမယ်အစီများတဲ့အသားတွေပြုပြင်ထားတဲ့အစားအစာတွေနဲ့အချိုများတဲ့အစားအစာတွေကိုရှော့စားပြီးပြေဝစီနဲ့ transfers ပါဝင်တဲ့အစားအစာတွေကိုရှောင်ရပါမယ်။ စားစားတဲ့အင်္ဂါနေကိုလည်းလျှော့စားပေးရပါမယ်။လေးချိန်ခံပုံမှန်ပြုလုပ်ခြင်းတပတ်ကိုအနည်းဆုံးမိနစ်150လောက်ရှိတဲ့လေးချိန်ခံဥမာလမ်းမမြင်လျှောက်ခြင်းစပိန်စီချင်းစရယူတနေ့မှာအဲတနေ့မှာမိနစ်30နဲ့9ရက်လုံနိုင်ပါတယ်။ဒါမှမဟုတ်တပတ်ကို85မိနစ်လောက်ပြင်းထန်တဲ့လေးချိန်ခံဥမာပြေးခြင်းရေကူးခြင်းလုပ်ပေးရပါမယ်။ဒီနေ့ကို15မိနစ်နဲ့9ရက်လုံနိုင်ပါတယ်။ချက်သားတွေကိုတာမာစေးလေးချိန်ခံတွေကိုလည်းတပတ်ကိုအနည်းဆုံး2ရက်လုပ်ပေးရပါမယ်။ ုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူခြင်းသွေးပြည်အားကိုလက်စတရောသွေးတွင်းတကြားဓာတ်တွေကိုပုံမှန်စစ်ဆေးပြီးတော့ဆရာဝန်နဲ့အကြံပြုချက်တွေကိုလိုက်နာပါကျန်းမာသောကိုယ်လေးချိန်ကိုထိန်းသိမ်းခြင်းအရက်နဲ့ကိုယ်လေးချိန်မျှတာအောင်ထိန်းရပါမယ်အဝလွန်နေရင်ကိုယ်လေးချိန်လျှော့ချရပါမယ်ဆေးလေးတောက်ခြင်းနဲ့ဆေးလေးငွေ့ရှူဆိုင်မိရာတွေကိုလည်းရှောင်ရပါမယ်ဟုတ်ကဲ့ပါနှလုံးရောဂါကဘာလဲဆိုတာကနေနှလုံးရောဂါမဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲဆိုတာအထိ sharing လုပ်ပေးခဲ့ရပဲဖြစ်ပါတယ် ဆက်လက်ပြီးအစောက်ကင်စာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို050က share လုပ်မှာဖြစ်ပဲဖြစ်ပါတယ်ဖြစ်ပါတယ်ဟာတမယော070ပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကအစောက်ကင်စာအကြောင်းပြောပြသားမယ်050ပဲဖြစ်ပါတယ်အစောက်ကင်စာဆိုတာအစောက်ထဲမှာပုံမှန်မဟုတ်တဲ့ဆဲတွေထိချုံမှုမရှိပဲပွားများလာတဲ့အခြေတွေဖြစ်လာတဲ့ယောဂတစ်မျိုးပါဒီအခြေတွေဟာပတ်ဝန်းကျင်ကတ िश ူးတွေထဲကိုထိုးဖောက်ဝင်ရောက်နိုင်တယ်လို့သူကြောတွေနဲ့ပြင်ရည်ကြောတွေကနေတဆင့်ခန္ဓာကိုယ်ရဲ့တခြားအစိတ်ပိုင်းတွေစီကိုလည်းပြန့်နှံ့သွားနိုင်ပါတယ် အဆုတ်ကင်ဆာဆိုတာဘယ်လိုစဖြစ်တာလဲကျွန်တော်တို့ခန္ဓာကိုယ်မှာဆဲတွေအမြဲတမ်းပွားများနေပါတယ်ဒီပွားများမှုဖြစ်စဉ်ကိုထိန်းချုပ်တဲ့ DNA လို့ခေါ်တဲ့မျိုးရိုးဗီဇဆိုင်ရာညွှန်ကြားချက်တွေကဆဲတိုင်းမှာပါဝင်ပါတယ်အနည်းရှိတဲ့အရာတွေနဲ့ထိတွေ့မှုဥပမာဆီလင်းငွေ့ပါတဲ့ဓာတုပစ္စည်းတွေ တက်ရောင်ကြီးနဲ့အခြားအကြောင်းမျိုးကြောင့်အဆုတ်ဆဲတွေရဲ့ DNA တွေပျက်စီးသွားနိုင်ပါတယ်။ DNA ပျက်စီးသွားတဲ့အခါဆဲတွေမှာပုံမှန်မဟုတ်တဲ့ပုံစံနဲ့စတင်ပေါင်းများလာပြီးထိန်းချုပ်မှုမရှိတော့ပါဘူး။ပုံမှန်မဟုတ်တဲ့ DNA ပါတဲ့ဆဲတွေဟာဆက်လက်ပေါင်းများလာပြီးတော့ကင်ဆာဆဲတွေဖြစ်လာပါတယ်။အဆုတ်ကိစ္စဖြစ်စေနိုင်တဲ့အဓိကအကြောင်းရင်းများဆီလိတ်တောက်ခြင်းဒါဟာအဆုတ်ကိစ္စရဲ့အဓိကအချက်ပဲဖြစ်ပါတယ် ဆီလိတ်တောက်သူတွေမှာအဆုတ်ကိစ္စဖြစ်နိုင်ကြရာမတောက်သူတွေထက်အစာပါများတာပုံများပါတယ်။ဆီလိန်ခွင့်မှာပါတဲ့ဓာတုပစ္စည်းပေါင်း9000ကျော်ကအဆုတ်ကင်အဆုတ်ဆဲတွေကိုပျက်စီးစေနိုင်ပါတယ်။ဆီလင်းငွေရှူဆိုင်မိခြင်းကိုယ်တိုင်မတောက်ပေမဲ့ဆီလေးတောက်သူတွေရဲ့ဘေးမှနေပြီးဆီလင်းငွေကို ရှူဆိုင်မှုတွေမှလည်းအဆုတ်ကိစ္စဖြစ်နိုင်ခြင်းမြင့်မှမြင့်တတ်ပါတယ်။ညွှိုးလိုက်ခြင်း ိသားစုထဲမှာအဆုတ်ကင်သာဖြစ်ပျူတဲ့သူတွေရှိရင်အဆုတ်ကင်သာဖြစ်နိုင်ခြင်းဟာအနည်းငယ်ပိုများပါတယ်အဆုတ်ကင်သာကိုဘယ်လိုကာကွယ်ကြမလဲဆီလိမ်တော့ပါနဲ့ဒါဟာအဆုတ်ကင်သာကိုကာကွယ်ဖို့အရေးကြီးဆုံးနဲ့အထူးအဆောင်နည်းလည်းဖြစ်ပါတယ်ဆီလိမ်စားတော့ဖို့ကိုရှောင်ကျင်ပါဆီလိမ်တောက်နေရင်လည်းဖြည်းဖြည်းချင်းစားဖြတ်ပါစီလင်းကိုရှူဆိုင်မိခြင်းကိုလည်းရှောင်ကျင်ပါ ဆီလိုက်တော့သူတွေနဲ့ဝေးဝေးနေပါအိမ်မှာဒါမှမဟုတ်အလုပ်ခွင်မှာဆီလိုက်မတော့ဖို့တောင်းဆိုပါကျမ်းမာတဲ့ပုံစံကိုจิตုံခြင်းအတီးနံနဲ့ဟင်းနှီးဟင်းရွက်များများစားပါပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါကျမ်းမာတဲ့ကိုယ်လေးခြင်းကို ထိမ့်သိမ့်ပါ ကျွန်တော်တို့ရဲ့ presentation လေးကိုအဆုံးထိလိုက်ပါကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။အကယ်၍အမှားတစုံတရားပါရှိခဲ့တော့ခွင့်လွှတ်တည်ခံကြပါရင်ကျွန်တော်တို့အဖွဲ့သားများကိုစားကျွန်တော်015ကမြေတားရက်ခံအပ်ပါတယ်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်။